တရုတ်ကားကိုတချို့ကလည်းတော်တော်များများစုကတရုတ်ဆိုရင်မသုံးရင်ရအောင်မကြိုက်ရှင်ရအောင်ဒါကတော့အမှန်တရားလက်ရှိလူတော်တော်များကဒါပေမဲ့ဘာဖြစ်လို့တရုတ်ကားကိုရွေးချယ်လာကြလဲဆိုတော့အကြောင်းရင်းကကျွန်တော်တခုလေးနဲ့ကျွန်တော်နှိုင်းရှင်ပြကြည့်မယ်ပေါ့နော်အော်တိုဝမ်အပ်ဒိတ်ကြားအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီအော်တိုဝမ်အပ်ဒိတ်ရဲ့ Facebook YouTube TikTok တွေမှာကျွန်တော်လာပြီးမှတ်ထားတဲ့ comment တွေတဲကတချို့ comment တွေကကျွန်တော်စာမျက်နှာပြန်ဖြည့်ရွှေနေမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ video လေးနဲ့ပြန်ဖြည့်ပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာဆိုတော့ပထမအဦးဆုံး comment ကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီအဲကျွန်တော် Japan JDM ကားနဲ့ဒီတရုတ်ကား0ကီလိုကားနှိုင်းရှင်ချက်ဗီဒီယိုတွေမှာပေါ့နော်လာမှတ်ထားတဲ့ man လေးတစ်ခုပေါ့နော်အဲ့ဒါတော့ဂျိုကားပဲတဲ့ခဏတိုင်းပြင်ရတာတဲ့ကားကောင်းကတဲ့ကြည့်စရာကိုမလိုတာတဲ့ပြောချင်တာကတော့ JDM ကားဂျိုကားတွေပဲခဏခဏပြင်ရတာပေါ့နော်ဆိုတော့တကယ်ကားကောင်းရင် JDM ကား Japan ကားအဟောင်းတွေကောင်းလို့ရှိရင်တဲ့ကြည့်စရာကိုမလိုဘူးတဲ့သူကားဆိုရင်ကိုယ်ကားဆိုရင်၄နှစ်ကို engine wire နဲ့ brake ပဲလဲရတယ် quality and နဲ့ reliability ကတရုတ်ကားကဂျပန်ကားကိုလုံးဝရှင်းလို့မရဘူးတဲ့တရုတ်ကားအစ်တဝဲပြီးပြန်ရောက်ကြည့်20ရာခိုင်နှုန်းရှုံးကိုရှုံးစေရမယ်တဲ့လူကြိုက်လည်းနဲတယ်အဲ့တော့ overall ပြောရရင်တဲ့2014လောက်နဲ့အာရှင်းရင်တဲ့2014လောက်နဲ့တရုတ်ကားအစ်တဆိုရင်တဲ့ JDM ကိုပဲရွေးကြမှာတဲ့တည့်ရတာနဲ့လာချင်းနေတယ်တဲ့ပြောတာပေါ့နော်ဆိုတဲ့အခါကျတော့တရုတ်ကားဆိုရင်ဂျင်းနေဆိုတော့ အဲပုံစံမျိုးပေါ့နော်ဆိုတော့ဂျပန်က2014ဆိုလို့ရှိရင်အဲ့ဒါတော်တော်လေးကိုကောင်းနေပေါ့နော်ဆိုတော့တရုတ်ကနဲ့ရှင်လုံးမြောက်တရုတ်ကတွေကမကောင်းဘူးဆိုတဲ့သဘောမျိုးဖြစ်တော့ဒီနေရာမှာတော့ကျွန်တော်အနေနဲ့အဲဒါအဒီအကိုကတော့ဒါ JDM ကားချစ်သူပေါ့နော်ဆိုတော့ဒါဒီနေရာမှာနှစ်ပိုင်းရှိရပါပေါ့နော်အဒီကအကိုဒါမှတ်ထားတဲ့ဟာတော့ name အရာရောပုံရောကျွန်တော်ယောက်ျားလေးလို့ယူဆရတယ်ပေါ့နော်ဆိုတော့ယောက်ျားလေးတွေကတော့ဒါကကိုကြီးဒီကိုဆိုလို့ရှိရင်ဒါမှတ်ထားတဲ့အနေထားကိုကြီးလိုက်မယ်ဆိုလို့ရတဲ့ ဒါကားအကြောင်းကိုနားလေတယ်ပေါ့နော်တချို့ကကြောကားအကြောင်းကလူတိုင်းကနှစ်နှစ်ချို့မသိနိုင်ဘူးဆိုတော့ဝယ်တဲ့နေရာမှာဟိုအဲ့မှာတဲ့ဂျိုကားမဟုတ်ရင်လို့ပြောသွားတယ်ပေါ့နော်အဂျိုကားအကယ်ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကြောဒါအဲဂျိုကားမဖြစ်အောင်ဘယ်လိုဝယ်ရမလဲဆိုတဲ့အချက်တရားရှိသေးတယ်တချို့ကကြောအဲ့လိုမျိုးကိုမကြည့်တဲ့မွေတတ်တဲ့ညာကင်တော့ငါများတယ်ပေါ့နော်အထူးသဖြင့် main ကလေးတွေအတကြီးဝယ်ဟိုပိုင်းနေအနေကဝယ်လက်တွေတချို့တွေဆိုရင်ဒါတို့ကမသိတာဖြစ်တယ်အဲ့ဒီကြောင့်မလို့ဒါကဂျပန်ကားကတော့အမှန်တမ်းပြောရရင်တော့ဗျာဒါအမှန်တယ်အကိုပြောတာမှန်တယ်ဂျပန်ကားကဒီပို့ပြီး reliability ဖြစ်တယ် safety ဖြစ်တယ်မှန်တယ်ပေါ့နော် ဆိုတော့အခုလက်ရှိကျွန်တော်တို့ဖြစ်နေတဲ့ဟာကဥပမာတချို့ main ကလေးတွေဆောင်းတာပြကျွန်တော်ပြောသူအသက်ကြီးွယ်ဟိုဘိုင်းတွေကအဲတချို့ဒီကားနဲ့မရင်းနှီးတဲ့သူတွေကဒီဟာကိုဂျိုကားမဖြစ်အောင်ဘယ်လိုဝယ်ရမလဲဝယ်ဖို့အတွက်ယုံကြည်စိတ်ချရတဲ့လူကလည်းရှားခတ်တာတကြောင်အဲဒါကြောင့်ကျွန်တော်ဒီ ဂျပန်ကားနဲ့ကျွန်တော်တို့ GDN ကားနဲ့0ကီလိုခန်းရှင်တွေထဲမှာလည်းကျွန်တော်အားသာချအားနေချက်တို့အဲ့ဒါကြောင့်အသေးစိတ်နှိုင်းရှင်ပြသွားတာလည်းဖြစ်ပါတယ်ဆိုတော့တရုတ်ကားအစ်တတွေဝယ်ရုပ်ရှင်ဒီဟာတွေအာရုံမနှောက်ရအောင်မှန်တယ်ကျွန်တော် JDM ကားတွေတော့ဟိုတွေမဖြစ်ဘူးပေါ့နော်ဆိုတော့နောက်တစ်ခုက blue တွေကအဓိကအခုလက်ရှိတရုတ်ကားကိုပို့ပြီးလက်ခံလာနိုင်ကြတယ်။ဘာကြောင့်လဲဆိုတော့ တယုတ်ကားကိုတချို့ကလည်းတော်တော်များများစုကတယုတ်ဆိုရင်သုံးရင်ရအောင်မကြိုက်ချင်ကြအောင်ဒါကတော့အမှန်တရားလက်ရှိလူတော်တော်များကဒါပေမဲ့ဘာဖြစ်လို့တယုတ်ကားကိုရွေးချယ်လာကြလဲဆိုတော့အကြောင်းရင်းကကျွန်တော်တခုလေးနဲ့ကျွန်တော်နှိုင်းရှင်ပြကြည့်မယ်ပေါ့နော် JDN ကားဟောင်းတယ်ပေါ့နော်ကျွန်တော် SUV ဂျင်းမနှိုင်းရှင်ပြလိုက်မယ်ဆိုတော့ Glue က2004ဆိုလို့ရှိရင်အခုလက်ရှိ1500 1500ပေါ့နော်အဲ့လောက်လောက်ဝင်ကျင်လောက်သွားကြတယ်ရောင်းကြတယ်ပေါ့နော် Elgin ဆိုလို့ရှိရင်အခုကျွန်တော်တို့တယုတ်ကားအစ်စ်ဆိုလို့ရှိရင်လည်းအဲ့လောက်ဝင်ကျင်ပဲပေါ့နော်တချို့ဆို1520တချို့ဆိုရင်1600 1620 အဲမျိုးစုံပေါ့နော်ဆိုတော့အကယ်၍ရှိုးရုံးထားရစင်းနဲ့ရရဆိုတချို့ဆိုရင်1688တော့ဒီလိုမျိုး1600ဝန်းကျင်မှာအစ်စ်တွေရတယ်ပေါ့နော်ဆိုတော့တစ်ဖက်မှာကလူကာက2004အခုဒီ2025မော်ဒယ်ကအဲကျွန်တော်တို့1600ဈေးနှုန်းချင်းကမကွာခြားဘူးအရင်မကွာခြားဘူးလုံးကွာအလုံးဆုံးကွာရင်80တရာပဲကွာမယ်ဒါပေမဲ့မော်ဒယ်ရေးရချင်းတွက်မယ်ဆိုလို့ရှိရင်ကျွန်တော်အများကြီးကွာတယ်ဆိုတော့ထားလိုက်တော့ဒီမော်ဒယ်ကတစ်တာမင်းတို့ကအစ်စ်ပဲဖြစ်တာပဲရှိရယ် reliability မဖြစ်ဘူးဒီဟာ issue တွေကိုမိထားလိုက်ပြီးထားလိုက်ပြီကျွန်တော် CR ရဲ့အတွင်းပိုင်း feeling ကိုပြောကြည့်ကြအောင်ကျွန်တော်တို့ အဲတချို့ကဘာလဲဆိုတော့အမှန်နဲ့ဂျပန်ကားတွေကောင်းတယ် reliability ကောင်းတယ်ပြန်ရောင်းလို့ရှိရင်လည်းတိုင်းနာတစ်ခုတွေမရှုံဘူးကန်ကောင်းရင်တော့မြက်သေးတယ်ဆိုတာအမှန်နဲ့အဲ့ဒါလည်းအမှန်တရားပဲဒါပေမဲ့အတွင်းကန်းတွေက technology တို့စိန်ကြမှုတို့အစ်စ်ဖြစ်တာရောဘယ်လိုမှရှင်လို့မရအောင်အဲ့ဒါကြောင့်လူတွေကဂျပန်ကားကိုမကြိုက်တာမဟုတ်ကြိုက်တယ်ဒါပေမဲ့အဲ့လိုအစ်စ်ရဲ့ဒဏ်အောင်လည်းအစ်စ်ကိုစီစဉ်တဲ့ဒဏ်အောင်လည်းမခံနိုင်ဘူးနောက်ပြီးဒီဇိုင်းတွေပိုဆန်းတယ် LED မီးတွေဖြစ်သွားတယ်ဒါဒါတွေကိုလူတွေကရွေးချယ်ပြီးဝယ်ယူလာကြတာတကယ်တမ်းပြောရင်ကျွန်တော်တို့လိုယောက်ျားလေးအများစုကတော့တေးကြတဲ့ JDM ကိုပဲပို့သုံးကြတယ် အဲကျွန်တော် JDN ကားကောင်းမော်ဒယ်မျက်နှာကိုပဲပို့တုံးရင်ဈေးတန်းတူချင်းဆိုတော့ JDN ကားမော်ဒယ်မျက်နှာဟာကိုတုံးကြရတယ်ဒါပေမဲ့ဒါကလူတချို့အတွက်ပဲဖြစ်တယ်လူအများစုကတော့အဲဒီကားအကြောင်းအရင်နားမလဲဆိုတော့အစ်စ်ကိုပဲလိုချင်တယ်ဝက်ရှော့မသွားရတာလိုချင်တယ်အဲဒါမျိုးတွေကိုပို့ပြီးတော့ဦးစားပေးပြီးတော့ရွေးချယ်သွားကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးပြဿနာဖြစ်နေတာတရုတ်ကားဆိုတိုင်းတော့ဂျင်းတော့မဟုတ်ဘူးတရုတ်ကားမှလည်းသူ့ရဲ့အလွာအလွာတိုင်းတော့ဖြစ်တယ်မှန်တယ်ဂျပန်ကကောင်းနေဆိုတာလည်းမှန်တယ်ဂျပန်ကကျွန်တော်အခုကဒါတရုတ်ကားကိုကာကွယ်ပြီး ပြောနေတာမဟုတ်ဘူးပေါ့နော်ဒါအခြေခံကြတဲ့အချက်လက်ကိုကျွန်တော်အနေနဲ့အဲတုံးသက်ပြပေးတာဖြစ်ပါတယ်ဒီ comment မှာအပေါ်ပြောထားသလိုပဲပေါ့နော်တရုတ်ကားတွေကဝယ်ပြီးရင်20%ရှုံးတယ်မှန်ပါတယ်ဒါကတော့ကျွန်တော်တို့အရင်တုန်းကလည်းဒီလိုပါပဲကျွန်တော်အရင်တုန်းကဆိုလို့ရှိရင်ဒီတရုတ်ကားတွေမဟုတ်ဂျပန်ကားတွေကောဒီ SKD ကားတွေကတော့အဲကျွန်တော်ဝယ်ပြီးရင်ရှုံးပါတယ်ဘာလို့လဲ SKD ကားဒီဒိတ်ကအဓိပ္ပာယ်ကပြီးပြည်တွင်းမှာတက်ဆင်ထုတ်လုပ်နိုင်တာဖြစ်တဲ့အတွက်2024 model က2025ထွက်လာရင်တော့ဂျင်းတွေပေါ့ဝယ်ရင်းသေးတဲ့ရှုံးမှတေးရပါတယ် ကားအတွင်းခွင့်မူဝါဒမပြောင်းလဲပဲနဲ့မပိတ်လိုက်ရင်တော့တေချာပေါက်ရှုံးမှာပဲဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒါကတော့တရုတ်ကားဒီအစ်အမြဲတမ်းထွက်ထွက်နေရဖြစ်တဲ့အတွက်ရှုံးမှာတေချာတယ်အဓိကကတော့အဲမြက်တယ်ဆိုတာဘယ်နေရာမှာမြက်ကြရလဲဆိုတော့ကုမ္ပဏီကစရောင်းတဲ့အချိန်မှာကျွန်တော်တို့ pre order ဈေးတွေနဲ့ကြိုဝယ်ထားမယ်ပြီးသွားလို့ရှိရင်ကားရောက်တာနဲ့ချက်ချင်းပြန်အောင်မယ်ဆိုတဲ့သူတွေကတော့အကျိုးမြတ်ရာကောင်းရမယ်ဒါပေမဲ့ကြံတဲ့အပိုင်းမှာကတော့ကားတွေက ထုတ်လုပ်တဲ့ဟာတွေက model မြင်လာမြင်လာနေရောရော့သွားမယ်နောက်တစ်ချက်ကျွန်တော် JDN ကားမှာတစ်ခုကျွန်တော်တို့နောက်ပိုင်းမှာကျွန်တော်မကြိုက်တဲ့အချက်တစ်ခုဖြစ်လာတယ် JDN ဘာလဲဆိုတော့အဲတက်တန်းကြလာတဲ့ကားတွေမှာကျွန်တော်တို့အဲဘာဖြစ်လဲဆိုတော့အပိုပစ္စည်းလေးတွေရှားပါလာတာဖြစ်တယ်နောက်ပိုင်းမှာပို့ပို့ပူပြီးတော့ရှားပါလာနိုင်တယ်ပေါ့နော်အဲ့ဒီနေရာလေးတစ်ခုလည်းကျွန်တော်အနေနဲ့အဲဒွေမကြဘူးပေါ့နော်အဲအစ်စ်ပဲဝယ်ခြင်းနဲ့ကွာ JDN နဲ့ပတ်သက်လို့ရှိရင်အစ်စ်ဝယ်ခြင်းနဲ့ original ြန်ယူပတ်မရအောင်ရတဲ့ဟာတွေကလည်းကျွန်တော် OEM တွေများတယ်အဲအဲ့လိုမျိုးတွေပေါ့နောက်ပြီးတော့လည်း workshop တွေများတာမှန်တယ်ချို workshop တွေမှာဆိုလို့ရှိရင်တကယ် overlap ပဲဖြစ်တဲ့ technician တွေရှားပါမှုတွေဖြစ်နေတယ်အပြင်မှာဒါကလည်းအမှန်တရားတစ်ခုပဲအဲ့တော့ကြမို့လူအများစုတည်တကယ်တမ်းပြောရင်ဂျပန် JDM မကြိုက်တာမဟုတ်ကြိုက်တယ်ကျွန်တော်ဒီပင်လည်း JDM fan ပဲဒါပေမဲ့နောက်ပိုင်းမှာဗာလဲဆိုတော့ကျွန်တော်နောက်ပိုင်းမှာကိုရီးယားကျွန်တော် SKD ကားတွေကျွန်တော်စီးတယ်ဗာဘလို့လဲဆိုတော့ အဲ့ကိုရီးယား SKD ကစီးတဲ့တလျှောက်မှာကျွန်တော်၃နှစ်မှာကျွန်တော်ဘာမှမပြင်ရအောင်ကုန်ကြစည်ဘာတစ်ခုမှအင်ဂျင်ဝိုင်လဲတာလွယ်လို့ဘာတစ်ခုမှကုန်ကြစည်လုံးဝမရှိဘူးလက်ရှိမှာကျွန်တော်ကိုရီးယားကျွန်တော်တို့ကားစီးတယ်ဒါပေမဲ့ဒီကောင်စီ0ကီလိုမဟုတ်ဘူးအဲ့တော့ကြောင့်ပြင်ရပြင်ရတဲ့ခါမျိုးမှာ workshop ရွေးချယ်တာကအစမှာကျွန်တော်မှအဲကျွန်တော်အဲပစ္စည်းဝယ်တာအစမှာတအားကိုမှအာယုံဒီခါလေးနောက်ရတယ်ကိုရီးယားအစ်စ် အဲ့တော့ OEM အစီရပါမလားဘာလားအဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါတော့မှကျွန်တော်ဒါ2015 model ကိုစီးရပါတော့အရင် model နေတဲ့ဟာကိုစီးတာမဟုတ်ဘူးအဓိကကပစ္စည်းအစ်စ်လဲခြင်းနဲ့ဆို original အမှန်အစ်စ်ရဖို့ကမြန်မြန်ဆန်ဆန်လွယ်လွယ်ကူရဖို့ခဲရင်းနဲ့ပြီးတော့ workshop အရင်ရွေးရတယ်ဒါကတော့ကျွန်တော်ဟာတော့ကိုရီးယားကဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံလေးနဲ့အဲရှင်းပြီးတော့ပြောပြပေးတာပါဒါအကိုပြောတဲ့ဟာတွေကလည်းအဲစိတ်ပိုင်းတစ်ခုထိတော့ရာခိုင်နှုန်းတစ်ခုထိတော့မှန်ပါတယ်ဆိုတော့